မင်္ဂပါရှင်မူမချန်ဘတ်စတာရောမှပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ reading ကလက်ရှိကိုယ်နဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့တစ်ဖက်တူပေါ့နော်။ကိုကိုလက်ရှိမှာတတိယနေလားဆိုတော့ကိုအမ်ဖိုင်းလေးရွေးပြီးတော့ကြည့်ရပါမှဖြစ်ပါတယ်။ reading လေးမစခင်ပေါ့နော်။ Mary ရဲ့အခု YouTube channel အကောင့် Moment and Ambassador ရောမှာ Mary အာ live reading နေ pick up by reading နောက်ပြီးလို့ရှိရင်မကြိုက်ရင် November မှာလာရအောင်မှဆိုတော့ဒီတလားစာပေါ့နော်။အခြေရေကန်လူမှုရေကန် ကျမကြီးကံပေါ့နော်အဲ့ဒါလေးလေးကိုအသိသိဝါပေးဖို့ရှိတယ်အားကြောင့် Mary ရဲ့ဒီ YouTube channel လေးကိုပေါ့နော်အသိသိအမြင်ကြီးရအောင် subscribe လုပ်ပေးဖို့ကိုလည်း request လုပ်ပါတယ်ရှင်အကယ်၍ပေါ့နော် live reading နေကကိုယ်နဲ့ energy resonate ဖြစ်နေဆိုလို့ရှိရင် live reading package တွေဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် Mary Telegram account လေးကိုပေါ့နော် description မှာ Mary အာချတာပေးမယ်အဲ့ဒီကနေပြီးတော့စုံစမ်းပြီးတော့ဝယ်ယူလို့ရပါတယ် K out ဆိုလို့ရှိရင် Mary တို့ဒီမှာ reading လေး စားလိုက်ရအောင်เนาะ pick up ဘိုင်းဝီဒီ3ခုကိုရွေးကြမယ်မှာဆိုလို့ရှိရင်ကတ်လီ3ခက်ရှိရပေါ့เนาะ attraction oracle card ကကြတော့ pine 1 chemistry oracle card လေးကကြတော့ pine 2 soulmate oracle card လေးကတော့ pine 3ပါကလေးရွေးချယ်ပြီးပါပြီဆိုလို့ရှိရင် Merido Weaving လေးစားလိုက်ရအောင်เนาะ ်ခင်ရဆိုမယ်ဗီဒီယိုဝီဒီယိုလေးစလိုက်ရအောင်ဒါလေးအကြတော့ affection oracle ကလေးရွေးလာတယ်ဖိုင်ဝန်သမားကြီးတော့ပါအယွန်းရွေးလာတဲ့သူကလေဒီ connection မှာကိုကမေတ္တာဆက်မှန်ခဲ့တဲ့သူတရားပေါ့နော်သူ့ဘောမှာကိုကမေတ္တာဆက်မှန်ခဲ့တယ် တကယ်ကိုအချက်စမ်းစမ်းချစ်ပေးခဲ့တယ်။ကိုယ့်ရဲ့အနေကြီးလေးကိုယ့်ရဲ့အချိန်လေးကိုယ့်ရဲ့အရာအားလုံးဘောနော်သူ့ပေါ်မှာကိုကပေးဆက်ခဲ့တယ်။ဒီလူကလေးကိုယ့်နဲ့တွေ့တဲ့အချိန်မှာကိုယ့်ရဲ့တန်မိုးလေးကိုနားမလဲခဲ့ဘူးမသိခဲ့ဘူးဘောနော်။ maybe အော်ဒီအရာပေါ့ဒီမှာကိုသူ့ဘဝတွေကထွက်ခွာပါမယ်ဆိုလို့ရှိရင်လေသူ့မှာတခြားအစားထိုးစရာအများကြီးရှိတယ်။တခြားတော့သူမိမိပြပြဖြစ်သွားမယ်ဆိုပြီးတော့တိတ်ပြီးတော့တန်မိုးမထားခဲ့ဘူး။ဒါပေမဲ့ကိုထွက်သွားတဲ့အချိန်ကြမှာပဲကိုယ့်ရဲ့အနေကြီးကိုလုံးဝ reclaim ပေါ့နော်ကိုရပါဝါဒီကိုပြန်ယူလိုက်တဲ့အချိန်မှာသူကြံရိတ်ခဲ့တာကဒီလိုကတ်မျိုးဒီလိုအနေထားမျိုးမှောင်ပြီးတော့အေးဆန့်နေအတူပွားမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် empty ဖြစ်နေတဲ့ခံစားချက်မျိုးပေါ့နော်ဘလာနတ်တီဖြစ်နေတယ် isolation ဖြစ်နေတယ်တယောက်တည်းအထီးကျန်နေရဆိုတဲ့ခံစားချက်သူ့မှာဖြစ်တယ်ပေါ့နော် ဒီဘလာနဲ့ချင်းဖြစ်တဲ့ဆိုရခန်းစားချက်ကလေသူဖဲရာနဲ့ပဲဖြစ်ပြီးပြေးမှာမဟုတ်ဘူး။မိဘီသူ့ဘဝမှာတခြားတငင်ချင်းနဲ့အပြင်မှာအပြင်သွားတာ၊ရှောက်သွားတာ၊ပါတီပွဲတွေတက်တာဒါမှမဟုတ်တခြားတပ်ပတီတွေရောင်းနေပေါ့နော်။သူဖြေးဖို့ကြိုးစားခဲ့မှဆိုရင်တော့မှလေဖြေးဖို့ကဒီဘလာဖြစ်နေတဲ့ခန်းစားချက်ကလေကိုနဲ့ ကိုစီကရခဲ့နေထွေးမှုလိုမျိုးပြီမှာမဟုတ်ရမှာမဟုတ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုပေးခဲ့တဲ့အရာတွေကအပေါ်ရန်ဆန်တဲ့အရာမဟုတ်ဘူး။ကိုကတကယ်ကိုသူ့ကိုအချစ်စင်နဲ့ချစ်ပေးခဲ့တယ်။ကိုရဲ့နှလုံးသားအဆက်ကိုသူ့ကိုပေးခဲ့ရပေါ့နော်။ကိုရဲ့ energy တွေကအရင်ပြူဝါဖြစ်တဲ့အတွက်သူကတန်မိုးမထားခဲ့သူတန်မိုးမထားခဲ့တဲ့အရာကိုအခုချိန်မှာသူကအောင်နာလဲနေပြီ။သူပြန်ပြီးတော့ဆက်သွယ်နေတာပေါ့နော်။ကိုကပြောရမယ်ဆိုလို့ရှိရင်သူ့ဘဝမှာလေ သူ့ဘွားရဲ့အလင်းရောက်ဆိုလည်းဟုတ်တယ်နှွေထွေးမှုဆိုလည်းဟုတ်တယ်ပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်မကြည့်ကြည့်လိုက်သူ့ဘွားကမှမှောင်ပြီးတော့အေးဆန့်နေရကိုကကြောက်ဒီမှာဟိုနှွေထွေးမှုပေးတဲ့သူမျိုးပေါ့နော်အလင်းရောက်ပြီးရကိုကသူ့ဘွားရဲ့မိပြတိုက်နေတခုပေါ့နော်မိခင်ရှင်ပေါ့အဲ့လိုမျိုးအခုချိန်မှာသူတည်နေပြီ အတိတ်မှာသူဘာတွေမှားခဲ့လဲသူလုပ်ရက်တွေမှားခဲ့တာသူဆုံးဖြတ်ချက်တွေမှားခဲ့တယ်ဆိုတာကိုလည်းသူသဘောပေါက်နေပြီပေါ့နော်ပြောရမှဆိုရင်ဒီမှာ page chalk up လေးကြာတယ်နောက်တစ်ခါကကြာတော့သူအနေနဲ့ပြန်ပြီးတော့ဆက်သွယ်ခြင်းတယ်ဒါပေမဲ့တီးတူကလေ Mary ကြည်ရတလို့ဆိုရင် emotion အရာဆိုရင်သူကရင်ကျက်တဲ့သူမျိုးမဟုတ်ဘူးမကြွားဖြစ်တဲ့သူမျိုးမဟုတ်ဘူးပေါ့နော်သူမှဆက်သွယ်ခြင်းတယ်ဒါပေမဲ့ဆက်သွယ်ရတဲ့ အားအင်းမျိုးတတိမျိုးဟိုမရှိသေးဘူးပေါ့နော် maybe maybe um maybe ဒီမှာမြင်တာကပေါ့နော် သူကကိုကိုမှာ message တွေပို့မှာဖုန်းတွေဆက်မှာအဲ့လိုအနေကြီးမျိုးလဲဆောင်လို့ရှိရင်ကိုကို test လုပ်တဲ့ပုံစံမျိုးပေါ့နော်ဥပမာအဲ Facebook မှာလာပြီးတော့ friend request လာအပ်တာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် TikTok မှာကိုကိုလာပြီး follow ရမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကြီးကိုသူလုပ်မှာသူအရန်တတိယအချိန်ဆိုလို့ရှိရင်ပေါ့နော် ်နောက်ပြီးလို့ရှိရင်ဥမာကိုမေးလောက်ပြီးဆိုတဲ့အချိန်ကြာလို့ရှိရင်ကို profile နဲ့ဝင်ကြည့်မယ်ပြောချင်တာကွာဟိုသူကိုစောက်ကြည့်နေတာပေါ့နော်အဲ့လိုမျိုးကိုရဲ့ reaction ဘယ်လိုလာမလဲဆိုတာကိုသူစောက်ကြည့်မယ်သူကအရန်ဟိုဟိုမကြွားဖြစ်နေတဲ့ energy မျိုးမဟုတ်ဘူးပေါ့နော်အဲ့မျိုးခါကြတော့ဟိုကိုလာပြီးစမ်းတက်တဲ့ပုံစံမျိုး test လုပ်တဲ့ပုံစံမျိုးနဲ့သူလာမယ် ြောလေဒီကောင်နှရှင်ဟာတဲ့ကိုကပြောရမယ်ဆိုလို့ရှင်သူ့ပုံမှာရက်ရော်ခဲ့ပေါ့နော်ကိုရဲ့အချစ်တွေကိုရဲ့နှွေးထွေးမှုတွေ energy တွေ support တွေအချိန်တွေအားလုံးကိုပေးဆက်ခဲ့တယ်ဒါပေမဲ့လေကိုတို့ပြန်ရတဲ့အရာတွေကမျှတာမှုမရှိဘူး fair မဖြစ်ဘူးပေါ့နော်ဒီရာကိုလည်းသူအခုချိန်မှာသူတည်နေပြီသူကအခုစီကအယူတသက်ပဲကိုရဲ့ energy ကိုရဲ့ဟိုသူ့ပေါ်ပေးခဲ့တဲ့နှွေးထွေးမှုတွေလုံခြုံမှုတွေကပေါ့နော်အဲ့ဒီအဲ့ဒီအရာတွေကိုသူကကိုကိုပြန်မပေးခဲ့ဘူး ပြန်မပေးခဲ့ဘူးပေါ့နော်အခုချိန်မှာတော့သူကဒီဆက်ဆက်ကြီးကကိုယ်တော်မျှတာမှုမရှိဘူးဆိုတာကိုသူနားလဲသဘောပေါက်နေပြီတဲ့လောစိတ်မှာဒီလိုမျိုးသူ action ယူဖို့ပေါ့နော်ကိုယ်လာပြီးဆက်တွေ့ဖို့လဲဆိုင်လို့ရှိရင်လေသူ့မှာပြောရမှန်းဆိုရင်ဟိုဟို scenario ရင်းနဲ့သူ့အတွေ့အမှာပြည်နေတာပေါ့နော်အဲဒီမှာမြင်ရတာက तू ပြန်စဉ်းစား तू ပြန်သူ့ရဲ့ daydream ပေါ့နော် तू ရဲ့ imagination မှာပြန်ပြီးစဉ်းစားမိတာအကြတော့ အကယ်၍များပေါ်တော့ငါအဲ့ဒီအချိန်တုန်းကဒီမအိုကောင်းကောင်းဆက်ဆန်သူ့ကိုကောင်းကောင်းဆက်ဆန်ပြီးခဲ့ရင်အကယ်၍များငါသူ့ကိုတန်မိုးထားပြီးခဲ့ရင်အကယ်၍များပေါ်တော့အဲ maybe အများအများကြီးကွာသူ့ခေါင်းထဲမှာစဉ်းစားနေတဲ့ energy မျိုးတွေ့ရတယ်ဒါမလို့ရှင်လားအကယ်၍ပေါ့နော်ငါအခုချိန်မှာ तू မအောင်ဆက်တွေ့သူ့ကိုဆက်တွေ့ခဲ့ရဆိုလို့ရှင် तू ငါ့ကိုပြန်ပြီးရောလက်ခံပါမလားအရင်လိုမျိုးရောဟို ငါနွေးဟိုနွေးနွေးထွေးထွေးပြန်ပြီးတော့ဆက်ဆံပေးပါမလားအဲ့လိုမျိုးအအတွေးတွေနော် scenarios တွေနော်သူရဲ့ toss မှာပေါ့နော်သူရဲ့အတွေးတွေမှာပြည့်နေတာမျိုး Mary မြင်ရတယ် ကိုကပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်ကိုရဲ့ aura အရန်ကောင်းတယ်ကိုက powerful ဖြစ်နေတူတရားပေါ့နော်ဒီ connection ညှတာမှုမရှိတဲ့ဆက်ဆက်ရည်တစ်ခုကထွက်လာပြီးရနောက်ပိုင်းမှာကိုရဲ့ aura တွေကပိုပြီးတက်လာတယ်။သူကြတော့ကိုရဲ့ aura ကိုရဲ့ဒီ energy မရှိတော့တဲ့အချိန်မှာသူကမှောင်မဲပြီးအေးဆက်သွားတာပေါ့နော်။အဲ့အကြောင်း universe က message ပေးချင်တာပေါ့နော်။သူသူ့ကိုစောက်စားပြီးတော့ပေါ့နော်ကိုရဲ့ aura ကိုရဲ့ power တွေကိုမမေးမိန့်စေနဲ့ပေါ့နော်ပြောရမှဆိုရင်ကိုက အဲသူ့ပုံမှာမေတ္တာဆင်မှန်ခဲ့တယ်ကိုကဆင်မှန်တဲ့သူတယောက်ဖြစ်တဲ့သူကဆက်လက်ပြီးတော့ဟိုကိုရဲ့ဟို life goal တွေကိုရဲ့ရည်မှန်းချက်တွေကိုရဲ့အလုပ်တွေကိုရဲ့ဘဝပေါ့နော်အဲ့ဒီအရာတွေကိုပဲစူးစမ်းပြီးတော့ဟိုတည်တည်မတ်မတ်ကြီးရှောက်လန်တော်ဘုကို universe က message ပေးရပေါ့เนาะသူအနေနဲ့ကလည်းကိုကိုဆုံရှုံ လိုက်ရပြီးတော့ဘောနော်ဒီအော်မေတ္တာတရားရဲ့တမိုးလေးကိုသူသိပြီးတော့ universe ကသူ့ကိုပြောရရင် soul lesson ပေးနေပြီဘောနော်သင်္ကန်းစာရေးပေးနေပြီဒီသင်္ကန်းစာရေးကြော်လွန်မှပဲသူကသူကဒီမေတ္တာအစစ်ကိုတမိုးထားတတ်မှပဲဘောနော်သူရဲ့ဒီ soul level ကအမ်အောင်မြင်မှဖြစ်တယ်ဘောနော်အဲအကြောင်းကိုကကြတော့ကိုရဲ့ဘဝကိုပဲကိုကိုကသူ့ကိုစောင့်မဆောက်ပါနဲ့ပေါ့နော်ကိုရဲ့ဒီအာလောက်ဆရာရှိတဲ့အရာတွေကိုပဲစူးစမ်းပြီးလောက်ပါလို့ universe ကဒါ message ပေးတာပေါ့နော် အဲအကယ်၍သူကိုတတိယနေလားဆိုတော့မေးမဆိုရင် yes they really miss you but they don't know how to face the things သူရှုပ်သူရှုပ်ခဲ့တဲ့အရာသူမှားခဲ့တဲ့အရာတွေတော့သူဘယ်လိုရှေ့ဆက်ရမှာဆိုတော့အခုချိန်မှာသူတဝဲလဲလဲဖြစ်နေတယ်သူစဉ်းစားလို့မရဘူးပေါ့နော်ဟုတ်ဒါလေးကကြတော့ပိုင်းဝန်းလေးရဲ့ reading ဖြစ်ပါတယ်အဆိုမရီယိုဒီမှာ chemistry ကလေးရွေးလာတဲ့သူတွေအတွက်ပိုင်းသူလေးတွေအတွက် reading လေးစကြမှာနော်ပိုင်းသူတွေကလေး uh yes they really miss you like သူကိုကိုတကယ်တတိယရယ်ပေါ့နော်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် third party energy မျိုးတွေ့ရတယ် maybe to life မှာပေါ့နော်အာတခြား commitment ပေးတာလဲ life partner ပဲဖြစ်ဖြစ် third party ရှိနေတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ရှိနေနိုင်တယ်ဆိုပြီးတော့ဒီမှာမြင်ရတယ်သူကကိုယ်နဲ့ပတ်သက်တဲ့ခံစားချက်တွေကိုအာပြောရမယ်ဆိုလို့ရှိရင် တခြားရရင်လည်းသူတွေ့ဖဲတာမျိုးမြင်ရပါတော့ maybe အာသူရဲ့ career life မှာအယုံဆိုင်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်တကယ်ချင်းလည်းသွားလာပြောပါတာမျိုးပေါ့နော်ဒါမှမဟုတ်ရင်တခြား third party နဲ့အစားထိုးတာမျိုးဖြစ်ဖြစ်ပေါ့နော်အဲကိုဒီခန်းစားချက်တွေမရောရအောင်ဆိုပြီးတော့သူမျိုးတွေ့ဖဲတာမျိုးကိုတော့ဒီမှာ marry မြင်ရပါပေါ့နော်ကိုကလေသူတွတ်ဆိုလို့ရှင်အဲသူ့အမြင်မှာပေါ့နော်အရန်ကို အာ beautiful energy ဆိုပြီးတော့ဒီမှာကြားရပေါ့နော်ဒါဆိုလို့ရှိရင်လောကကို empire ကလေကိုက love နဲ့ပတ်သက်လို့ရှိရင်သူ့ကိုတကယ်အာတကယ်ကို love abandon ဖြစ်တဲ့အချင်းနဲ့ပတ်သက်ရင် abandon ဖြစ်တဲ့ natural energy မျိုးရှိရပေါ့နော် they love the way you care တဲ့သူကကိုကိုသူ့ကို view side တဲ့ပုံစံလေးတွေကိုသူကချစ်တယ်နောက်ပြီးလို့ရှိရင်အာ uh, they love the way you make me uh you make them feel see and complete ပေါ့နော် ဟိုကိုနဲ့တွေ့ရချင်းညာဆိုရှင်သူရဲ့ emotion ကပြေးသွားပါတယ်သူကိုသူပြီးပြီးဆုံးနေဆိုတော့အာအပြောရရင် emotional fulfillment ခံစားရရပေါ့နော် yeah အဲဒီမှာသူရဲ့ကကကြောက်လေ emperor ကကြရပေါ့နော်အဲ့တော့ဒီမှာနှစ်ကက်လေးရှင်ကြီးလိုက်ရခါကြလို့ရှင်သူနဲ့ကိုနဲ့လုံအောင်ကိုလေဒါ divine ကောင်းတာပဲ energy မျိုးပဲပေါ့နော်ပြောရရင် soul level connection မျိုးဖြစ်နေတာကွာတကယ်တရားဟို အာအချိန်နေဘလောက်ပဲကြကြ ပေါ့နော်အချိန်နေဘလောက်ပဲဝေးกว่าကေဝေးกว่าကေအာဘလို့ပဲဝေးกว่าကေပြစီပေါ့နော်အခုချိန်ဒီ emotion တွေကလေလက်ကျန်ရှိနေုံမဲတရားနဲ့တရားကြာမှာလေဒီ energy တွေကမပြောက်ပြောက်ပါသေးဘူးပေါ့နော်လက်ရှိတီကိုပြောရရင်ဟိုခန်းစားချက်တွေကရှိနေုံမဲပေါ့နော်တရားနဲ့တရားကြာမှာ နောက်ပြီးလို့ရှိရင်သူ့အားလေးကိုရဲ့ဒီအာခုနပြောလို့မျိုးသူရဲ့ကိုရဲ့ natural energy မျိုးပေါ့နော်အဲ့မျိုးကိုသူ့ ပြန်တည်ရနေတယ်ပြီးတော့ကိုကတူတော့ပေါ့နော်တန်လိုက်တို့မျိုးပဲဆွဲဆောင်မှုရှိတယ်ကိုရဲ့ဘယ်လိုမျိုးပြောရမလဲဆိုကိုမပြင်းမစင်နေရင်တော့မပေါ့နော်ကိုအာကိုရဲ့ဒီ energy မျိုးอ่ะပေါ့เนาะသူ့ကိုဆွဲဆောင်မှုရှိတယ်အဓိကကတော့ကိုကကိုစီမာပေါ့เนาะ unconditional love မျိုးကိုကပေးနိုင်တယ်ပေါ့เนาะသူ့ကို ူရဲ့ဘွားမှာတခြားသောဥမာတပ်ပတူနဲ့တွေ့ခဲ့တာမျိုးဖြစ်နေတာမှာပေါ့နော် maybe သူတို့တရားကိုထက်ကို social status မှာတိုင်တာမယ်ပို့ပြီးချောရင်ချောမယ်ပေါ့နော်ပို့ပြီးတော့သူရဲ့လက်တွေ့ဘွားမှာသူနဲ့ပို့ပြီးတော့ဟိုပြောရရင်တော့လိုက်ရုံကြီးတွေ့ ဖြစ်တဲ့သူမျိုးကိုသူရွေးချယ်နိုင်ရွေးချယ်နိုင်မှာပေါ့နော်ဒါပေမဲ့ခန်းစားခြင်းနဲ့ပတ်သက်လို့ရှိရင်တော့ကိုပေးခဲ့တဲ့ချစ်ချင်မေတ္တာမျိုးဘယ်သူမှပေးနိုင်မှာမဟုတ်ဘူးကိုကသူ့အတွက်ဆိုလို့ရှိရင်လုံးဝကို emotional teacher ပဲပေါ့နော် you are uh, his emotional teacher အာသူကသူ့ကိုကိုပေါ့နော်လောကကို unconditional love မျိုးပေးနိုင်တယ်ပေါ့နော်သူကကိုနဲ့တွေ့ရချင်းညာမှာသူ့ဘဝမှာအရင်ဆုံးကရှိခဲ့တဲ့အရာတွေအရင်ကဒီ အာကြုံတွေ့ခဲ့ပူတဲ့ဒီဟိုတယ်မို့နော်တခြားထားခဲ့ပူတဲ့ connection ဆက်ဆက်ရည်မျိုးနဲ့မတူတဲ့ခံစားချက်မျိုးကိုပေါ့နော်ဟိုပြောရရင်မီးဆမ်းမှုွားပေါ့နော်အာကိုပေးခဲ့တဲ့အရာကလောက unconditional love ဘာမှပြန်လိုချင်တာမျိုးမဟုတ်ဘူးသူ့ရဲ့ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ queen energy မျိုးပေါ့နော်ကိုကလေသူ့ရဲ့အာထားလိုက်ပါတော့သူ့ရဲ့ shadow တွေသူ့ရဲ့ dark side တွေအားလုံးကိုအောင်မှာကိုက အာနားလဲပေးနိုင်တယ်သူ့ကိုပရိုတက်ပေါ့နော်ကာကွယ်ပေးခြင်းနဲ့အဲ့လိုလူစားမျိုးပေါ့နော် maybe အတိတ်မှာပေါ့နော်ကိုကသူ့သူ့ကိုအာဂယူဆိုင်ပေးခဲ့တာသူ့ကိုကာကွယ်ပေးခဲ့တာသူ့အတွက်ရှိနေပေးခဲ့တာမျိုးပေါ့နော်အဲ့အမျိုးကိုလည်းသူဆွမ်းတယ်နောက်ပြီးလို့ရှိရင်ကိုနာမနီလို့ရှိရင်လေလုံခြုံနေစိတ်ခံစားချက်မျိုးကိုသူခံစားရတယ်။ဘာကြောင့်လဲဆိုတော့လေ तू က emperor ကပ်ပေါ်တော့ emperor ကပ်ဆိုတာ तू ကအပြစ်မှာကြောက်လေအရန် strong ဖြစ်တဲ့ပုံစံမျိုးပဲ तू နေရ။ तू က ဟိုသူရဲ့အာနေချက်ကိုသူကဘယ်တော့မှလေဘသူဘလောက်ပဲရင်းနေရတူပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုကိုကူနေသူကလေမချပြတတ်ဘူးပေါ့နော်ကိုကကြတော့သူရဲ့음အာနေချက်ဒီမြင်ခဲ့တယ်ဆိုရင်တော့မှပေါ့နော်ကိုကသူရဲ့အရာအားလုံးလက်ခံပြီးနိုင်တယ်ကွာသူရဲ့ဒီအာကောင်းတဲ့အရာတွေရောမကောင်းတဲ့အရာအားလုံးလက်ခံပြီးရောပေါ့နော်သူ့ကိုကောက်ွယ်ပေးခြင်းတာသူ့ကိုအမျိုးဟို view site ပေးတာပေါ့နော်အဲ့ feeling မျိုးအဲ့ဒီ energy မျိုးอ่ะလေသူဟိုပြောရမှာဆိုလို့ရှိရင်အာတခြားဘသူနဲ့ပဲအစာထိုးပစီပေါ့နော်ပြန်မရနိုင်ဘူးအဲ့ဒါကြောင့်သူအစာထိုးလို့မရခဲ့တဲ့အရာ ိုရဲ့ချစ်ချင်တဲ့သားလေးကိုသူပြန်လွမ်းနေတယ်။ကိုဒီလိုမျိုးထွက်သွားတဲ့အချိန်မှတော့ကိုမရှိတော့တဲ့အချိန်များမှာအော်ဒီချစ်ချင်တဲ့သားကဘလောက်ကြီးထလာပါလဲဘလောက်ကြီးအောင်မှရှာပါတဲ့အရာမျိုးဖြစ်တယ်ပေါ့နော်။ဘဝမှာသူ့ရဲ့ life time မှာပေါ့နော်။သူ့ရဲ့ဘဝမှာနောက်တစ်ခေါက်ပြန်ဆုံနိုင်မှုဒီလိုချစ်ချင်တဲ့သားမျိုးပြန်ကြုံနိုင်မှုဆိုတာမဖြစ်နိုင်တော့ဘူးဆိုတာကိုလည်းသူသိတယ်။တဲ့ချိန်တော့သူကတမူးမထားခဲ့ဘူးပေါ့နော်။အော်အာဒီ connection မျိုးကဘာလို့လဲပဲဖြစ်ဖြစ်သူ ဒီလိုခံစားချက်မျိုးတွေကဖြစ်လာမှာပဲဆိုပြီးတော့သူထင်ခဲ့တယ်သူပြောရရင်ကိုယ့်ရဲ့ချစ်ရှင်မေတ္တာတွေသူ short တွက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကိုမရှိတော့တဲ့အချိန်မှာကျတော့ဒီအရာတွေကအမှားဖြစ်ခဲ့ရဆိုတာကိုသူနားလေသဘောပေါက်သွားပြီပေါ့နော်ဘယ်သူမှသူ့လိုချင်တဲ့ emotional fulfillment ပေါ့နော်ပြီးပြီးဆုံးတဲ့ခံစားချက် the way or uh, you make them feel or uh, complete သူကိုကသူ့ကိုပေးခဲ့တဲ့ပြီးပြီးဆုံးတဲ့ဆိုတဲ့ခံစားချက်မျိုးအဲ့အရာမျိုးပေါ့နော်ဘယ်သူမှသူကဖြစ်စီလို့ရှားမှာမဟုတ်ဘူးပေါ့နော် ပြောသူမလေးအခုအဲ gate ဖြစ်တယ်ပေါ့နော်အပြည့်ရှိရဆိုခန်းစားချက်မျိုးကိုလည်းသူခန်းစားရတယ်။ဘာကြောင့်လဲဆိုတော့လေ maybe ဒီသူကပေါ့နော်အတိတ်မှာကိုယ်နာကျင်စီဖို့ရှိရခဲ့တာမျိုးဟုတ်ချင်မှာဟုတ်မှာပေါ့နော်။ဒါပေမဲ့သူလှုပ်ရက်တည်းကကိုယ်အရန်နာကျင်စီခဲ့တယ်။အဲ့ဒီအရာကြီးကိုလည်းသူသူဘာလုပ်ခဲ့လဲဆိုတော့သူသိရပေါ့နော်။အဲ့ဒီအရာတွေတော့လည်းသူမှအပြည့်ရှိတဲ့ခန်းစားချက်မျိုးသူဖြစ်တယ်ပေါ့နော်။ ဒီမှာမယ်ရီမြင်ရတော့ဆိုလို့ရှိရင်တော့သူကကိုယ့်ကိုပြောရရင် reunion ပေါ့နော်ပြန်လို့ခြင်းတယ်ပြန်ပြီးတော့ဟိုပေါင်းစည်းခြင်းတယ်ပေါ့နော်ဒါပေမဲ့လက်တွေ့ဘဝမှာခက်ခဲအောင်မှာဘာကြောက်လဲဆိုတော့သူကလေ emotion တွေအကုန်လုံးကိုမဆိုရှင် suppress လုပ်ပါတယ်လုံးဝကိုအမျိုးဟိုသူရဲ့သူကဆက်တွေ့ခြင်းခဲ့တယ်ဆိုလို့ရှိရင်တော့မှာပေါ့နော်သူရဲ့အဲ ego သူရဲ့အတ္တကလေခွင့်ပြုမှာမဟုတ်ဘူးသူ့အနေနဲ့ကလေဒီခံစားချက်တွေကိုပြတာကအမျိုး အားနေချက်တစ်ခုပေါ့နော်သူအဲ့လိုမျိုးမြင်တယ်အဲ့ကြောင့်သူကတုံုံနေုံနေတော့သူပြရမောကိုမရှိရနေနိုင်တယ်ဆိုတော့ပြောရရင်မင်းနဲ့ဖုံရင်သူတတ်တာပေါ့နော်ဒါပေမဲ့တကယ်ကအတွင်စိတ်ထဲမှာကြာတော့ကိုကိုသူအရန်တတိယနေတယ်ကိုရဲ့အနေကြီးဒီကိုသူပြန်ပြီးရောလိုချင်တယ်ပြီးတော့လေဒီသူနဲ့ကိုနဲ့နှစ်ယောက်ကြာဒီ beautiful combination ပေါ့နော်အရင်ကလှပါတယ်ချစ်ချင်မြတ်တဲ့အားတွေကိုသူလိုချင်တယ်ပေါ့နော်သူနာမှာအခုချိန်ဘယ်သူပဲရှိနေပါစေ အာဘယ်ရပဲရှိနေပါစေပေါ့နော်ဒီလိုမျိုးလှပတဲ့ energy မျိုးကိုသူပြန်ပြီးတော့မရနိုင်တော့ဘူးပေါ့နော်ဒါသူသူရ universe ကပေးတဲ့ soul lesson ပဲဖြစ်တယ်ဒါလည်းရတော့ soul main oracle card တွေရွေးတာလေသူတွေတော့ pine tree ပေါ့နော် နောက်ဆုံးကလေးပါ တဖက်သူရဲ့အနေကြီးကလေအခုချိန်မှာတိတ်ပြီးတော့ imbalance မဖြစ်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အာအနေကြီးကတိတ်ပြီးတော့ healthy မဖြစ်ဘူးကိုယ့်ကိုယ်သူကလေအရန်တတိယနေရာမျိုး emo ကိုနဲ့ပတ်သက်တဲ့ emotion တွေကသူ့မှာအရန်များပြီးတော့လေလေးလံနေတဲ့အနေကြီးမျိုးတွေ့ရတယ် Mary ဒီမှာထင်တာဟုတ်လေဒီကို ကိုကိုတတိယနေရာဒီတဖက်သူပေါ့နော်တဖက်သူကလေ water sign များဖြစ်မလားမပြောတတ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့လေ ဝါသားဆိုင်နေကြအီမိုရှင်နယ်ပတ်သက်လို့ရှင်အရန်နဲ့ဆိုင်နေပုံနော်အရန်ကိုခါကြတဲ့ overwhelming ဖြစ်တယ်ကွာအီမိုအီမိုရှင်အရန်များမျိုးဖြစ်တတ်တယ်ပုံနော်သူကကိုယ်နဲ့ပတ်သက်တဲ့ emotion လေးကိုလေထံပိုးထားရတယ်ပြီးလို့ရှင်သူ့ပိန်းကြီးကတော်တော်ပုံနော်ကိုယ်နဲ့ပတ်သက်တဲ့အမှတ်တရတွေကမေးပြသွားလို့ဟိုမရဘူးအများအမ်းသူ့နဲ့သူပါသွားတယ်ပုံနော်အဲ့ဒီ energy မျိုးဒီမှာမြင်ရတယ် and then the target သူမလေးဒီ ူအခုချိန်မှာဆူတောင်းနေရပေါ့နော်ကိုနန်းအတူအာတစ်ချိန်တစ်ခါလောက်များပြန်ဆုံပြန်ဆုံခွင့်ရဖို့ပေါ့နော်အတိတ်တော့ကကြတော့ဒီဟိုပြန်တဲ့တရားပါကွာဝေးกว่าခဲရတယ်အချင်းကြီးအကြောင်းအောင်တစ်ခုကြပေါ့နော်အခုချိန်မှာတော့သူကိုနန်းပြန်ပြီးဆုံရှင်နေတဲ့ wish ကို mary ဒီမှာမြင်ရရပေါ့နော်နောက်ပြီးလို့ရှင် maybe ာညာဘက်ဒီမှာဒါမှမအိတ်ခင်အချိန်လေးမှာပေါ့နော်ပြပြန်စမ်းစားတာမျိုးကိုနဲ့အတူတူအာပြောခဲ့ဘူးရဲ့စကားတွေပြီးရင်အတူတူရှိမောခဲ့ဘူးကအမှတ်တရတွေနောက်อืมဒီ memories တွေပေါ့နော်အတူတူကုံဆုံးခဲ့တဲ့အချိန်တွေအမှတ်တရတွေပြီးလို့ရှိရင်ကိုယ့်ရဲ့အချက်ပေါ့နော်ကိုယ့်ရဲ့အချက်က တကယ်ကိုစစ်မှန်တယ်ဆိုတာကိုလည်းအခုချိန်မှာသူတိနေပြီပေါ့နော်ဒါနှုတ်ကုန်းကြားမှာကဟိုကမစရီမီယုံမှမဟုတ်ဘူးပေါ့နော် အချစ်စစ်တယ်ဆိုတာကိုပြေးခဲ့တဲ့အချစ်တွေကစစ်မှန်တယ်ဆိုတာကိုလည်းသူတိနေပြီအဲဒါကြောင့်ညာဘက်အဲ့တဲ့အချိန်ဒီမှာဖြစ်ဖြစ်သူပြောင်းရွှေ့ရဲ့အချိန်ဒီမှာပဲဖြစ်ဖြစ်ကိုကြောင်နေကိုပေါ့နော်သူအများကြီးစဉ်းစားနေတာမျိုးမြင်ရတယ်သူအနေနဲ့ပေါ့နော် reconciliation ဖြစ်ခြင်းနဲ့ပြန်ပြီးအောင်ဆုံတွေ့ခြင်းနဲ့ပေါ့နော်အကယ်၍များဒီဘဝပေးခြင်းညာမဆုံတွေ့ခွင့်ရဘူးဆိုလို့ရှိရင်တော့မှာပေါ့ နော်တချိန်တစ်ခါလောက်များသူရဲ့စိတ်ထဲမှာပေါ့နော်ကိုယ်ပြန်ပြီးနှုတ်ဆက်ခွင့်ပေါ့နော်အာတိတိကျကျလေးသူပြောခဲ့ခြင်းနဲ့အဲ့ဒီ wish မျိုးဒီ Mary ဒီမှာတေချာလေးမြင်ရတယ်ပေါ့နော်သူနောက်ကနေချာအချက်ကလည်း mutual love love ပေါ့နော်အရန်ကိုလှပတယ် Mary ဒီဒီကက်လေးကိုအရန်သဘောကျတာပဲတိလား two of us ကလေးလာရောင်လေးရောက်มาလေး ဟိုရေကန်လေးနဲ့ဒီကြပန်းလေးနဲ့ပေါ့နော်အရင်ဟိုကြီးလိုက်တာနဲ့တကယ် healing လေးဖြစ်တယ်ပေါ့နော်။နောက်ဒီကမှာဆိုလို့ရှိရင်ဒါတရားနဲ့တရားကို soul level connection ရှိတယ်ပေါ့နော်။အဲတရားနဲ့တရားကဟိုအပေးယူမျှတဲ့ချစ်ခြင်းမျိုးဟိုတစ်ဖက်သက်ဆက်တဲ့ချစ်ခြင်းမျိုးမဟုတ်ဘူး။ဒီသူနဲ့ကိုယ်နဲ့ကြားရှိတဲ့ connection ကလေအရင် beautiful ဖြစ်တယ်ကွာ။အရင်ကိုဟိုအပေးယူမျှတဲ့ချစ်ခြင်းမြတ်တရားပေါ့နော်။ အဲ့ဒါကြောင့်လည်းသူစိတ်ထဲမှာအခုချိန်ကြီးမမေးနိုင်သေးတာလည်းဖြစ်မှာပေါ့နော် night or wednesday night or wednesday သူကလေအရန်ဆက်သွဲ့ချင်းနေပြီအခုချိန်မှာဒါပေမဲ့ပေါ့နော် maybe အာ life circumstances အရာပေါ့နော်ဘဝရဲ့အခြေအနေအရာဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ကြောက်တဲ့စိတ်ပေါ့နော်ဆက်သွဲ့လိုက်လို့ရှိရင်ရောကို့မှာတစ်ဖက်ကခြေရောမလား အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကြောက်တဲ့စိတ်ပဲဖြစ်ဖြစ်သူရဲ့ဒါမှမာနာပဲဖြစ်ဖြစ်ပေါ့နော်အဲသူအောင်နေနိုင်တရားပဲငါလည်းနေနိုင်ရမှာပေါ့ဆိုတဲ့အမျိုးအဲ့လိုမျိုးဟာလေပေါ့နော်အဲ့လိုမျိုးကြောက်လဲသူမဆက်တွေ့တာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ဒါပေမဲ့သူအယမ်းကိုဆက်တွေ့ချင်းနေပြီကိုနေပေါ့နော်နောက်ပြီးလို့ရှိရင် သူနဲ့ကိုနေကြားထဲမှာလေအာအကွာဝေးတွေကဘလောက်ပဲခြားတော့တော့ပါပေါ့နော် သူရဲ့ဒီရင်ထဲမှာရှိတဲ့ဒီအချစ်မိတွေကဘယ်တော့မှမငြိမ်သက်သွားဘူးပေါ့နော်အမြဲတမ်းဟို ူ့ရင်ထဲမှာအမြဲတမ်းလေဒီအလင်းရောက်လေးကရှိနေတော့မယ်အမြဲတမ်းလောင်နေအောင်မှာပဲပေါ့နော်ဒီအာသူ့နဲ့ကိုယ်နဲ့ကြားတဲ့ဟာရှိတဲ့ emotion တွေပေါ့နော်အဲ့ဒီရတွေကငြိမ်ဝါဖို့မရှိဘူးတဲ့နောက်ဆုံးကလေးကကြားဒီမှာ for all ones ကြားပေါ့နော်သူကလေအပြင်မှာကြီးတဲ့ခါကြလို့ရှိရင်ပြောရမှဆိုနည်းနည်းအာခံဖြစ်တယ်တည်ငြိမ်တယ်ပေါ့နော်အမ်ဘာ emotion မှသူတိတ်မပြအောင်သူကသူအေးအေးဆေးဆေးပုံစံမျိုးပဲပေါ့အဲ့လိုမျိုး နေရတယ်ပေါ့နော်ဒါမို့လို့ရှိရင်ဟိုကိုနဲ့ပေါ့ကွာဝေးတစ်ခုမှပဲနေရခက်တန်တန်ပဲနေရဆိုတော့ပုံစံမျိုးမြင်ရဒါပေမဲ့ဒါကလေအပုံရံလေးပဲပေါ့နော် maybe သူကသူ့ရဲ့ weakness ကိုလည်းသူမပြချင်တာမျိုးဖြစ်မှာပေါ့နော်ပြလိုက်တဲ့အခါကျလို့ရှိရင်ဒါဟိုသူစီကအခြေအနေပြလိုက်တဲ့အခါကြာလို့ရှိရင်ဘလို့ဟိုတဖက်ကသူ့ကိုခြိွားမလားဘာညာအဲ့လိုမျိုးအာအဲ့လိုမျိုး maybe ပေါ့နော်သူမ worrying တခုခုရှိလို့သူမပြရဖြစ်ပါလိမ့်မယ်ဒါပေမဲ့လေသူ့ရဲ့စိတ်ထဲမှာတကယ်ကို အဲခုနပြောတဲ့လိုမျိုးပါ10 low ones ပေါ့နော်ဒီ emotion ကြီးအများကြီးသူကထမ်းပူတာရဒီအမှတ်တရရအကုန်လုံးကလေသူခေါင်းထဲမှာဟိုအလုံးရှိနေတော့မှာကွာဒီဟာကြီးအကုန်လုံးသူကဘယ်ပဲတော်တော် ပေါ့နော်ဘယ်နေရာမှာပဲရရောက်ရှိနေတော့မှာနောက်ပြီးတော့သူအခုချိန်မှာ healing လုပ်ဖို့လဲစူးစမ်းနေတာ Mary Mia ပေါ့နော် ပြောရရင်သူရဲ့ energy တွေကတိတ်ပြီး imbalance မဖြစ်ဘူး ကိုအရင်မှာတခါကြရင်အလောက်ကိုင်းနေမှာတော့မနည်းနည်းထိခိုင်းနိုင်တယ်ပေါ့နော်အဲစာလုံးမဲ့ဆိုလို့ရှိရင်စာမှာအာယုံမဆိုင်နိုင်တာမျိုးပေါ့နော်ကိုနရုပ်တရက်ကြီးလေးအဲ့လိုမျိုးကိုကြောင်ခေါင်းနဲ့ပေါ်လာပြီဆိုရင်ရုပ်တရက်ကြီးအရင်ဆက်တွဲလာခြင်းတာမျိုးအဲ့ဒီအနံ့ကြီးမျိုးလေးဒီမှာလုံးဝ strongly တွေးနေရတယ်ပေါ့နော်တွေးနေရတဲ့အခါကျတော့သူကဟင်းနီလိုကိုစူးစမ်းရပေါ့နော်ဒါမှမဟုတ်ရင်ဒီသူ့ရဲ့ဒီခန်းစားချက်အထဲမှာအရင်ပြင်းထန်နေတဲ့ခန်းစားချက်တွေကို နည်းနည်းရော့ပါသွားအောင်မနော်တခြားအရာတွေနဲ့သူကုစားနေတာမျိုးကိုလည်းမေရီမြင်ရတယ်အာမေဘီအာတခြားမှာခရီးသွားလိုက်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဟိုတခြားတော့အကြောင်းအရာပေါ့သူရဲ့အလုပ်တွေမှာသူပို့ပြီးတော့နှစ်ဆသုံးဆသူစူးစမ်းမယ်အဲ့လိုမျိုး focus တစ်ခုခုပေါ့နော်သူစူးစမ်းမျိုးဒါမှမဟုတ်လို့ရှိရင်လည်းတခြား အအဆင်ပြေမှာထင်တဲ့သူတယောက်နော်ဖလက်ကြည့်တာမျိုးပေါ့နော်အဲအဲ့ဒါမျိုးသူလုပ်ပြီးတော့ဘာပဲပြောပြောသူစိတ်တယ်မသူရဲ့ဒီကိုယ်နဲ့ပတ်သက်ပြီးအရန်တည်းရာစိတ်တွေကို balance ပြန်ဖြစ်အောင်ပေါ့နော်အရန်ပြောရရင်သူတယောက်အရန် attach ဖြစ်လို့ရှိရင် healthy မဖြစ်တော့ဘူးလေအဲ့မျိုးဆိုတော့သူအနေနဲ့ပြန်ပြီး healing လုပ်နေရမျိုးမြင်ရနောက်လေဒီအကွာအဝေးပေါ့နော်သူနဲ့ကိုယ်နဲ့ကြားထဲမှာရှိတဲ့အကွာအဝေးရလေအချစ်ကိုသူနဲ့ကိုယ်နဲ့ကြားမှာရှိတဲ့အချစ်တွေကိုပေါ့နော်ပြောရရင်အဲဖြောက်ဖြက်ပြစ်လိုက်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ဟိုအဲ့ဒီအကွာအဝေး တခုရှိရှိခဲ့လို့ပဲပေါ့နော်။အော်ဒီ connection ကအရင်ကလှပခဲ့တဲ့ so level connection မှာလာပေါ့နော်။ဒါ mutual love ပေါ့နော်။ဟိုဒီအချင်းဒီအချင်းရဲ့သူနဲ့ကိုယ်နဲ့ကြားမှာရှိတဲ့ connection ရပေါ့နော်။လှပခြင်း။ Now အဲဒီ beautiful ဖြစ်တဲ့ energy ပေါ့နော်။ harmony ဖြစ်တဲ့ energy တွေကိုလေဝေးကွာွားအကွာဝေးတစ်ခုရောက်တဲ့အချိန်ညာမှာ Mary ကိုမြင်ရပေါ့နော်။ဒီခါလေးကြားလို့ရှိရင် Mary တို့ဒီဟိုတင်မော့ စကားတစ်ခုရှိရလေတောင်တွေကိုအဲ့ဒီနေရာမှာရောက်တဲ့ခါကျရင်တောင်ရအလှမမြင်ရအောင်ဒါပေမဲ့အဝေးကိုရောက်တဲ့ချိန်ကျမှကိုကအလှပါရှုခင်းတွေကိုပို့ပြီးမြင်ရအဲ့လိုမျိုးပဲပေါ့နော်ဝေးတူနှစ်ခုနဲ့အချိန်ကြီးကြာရင်ဝေးกว่าဝါချိန်ကျမှဟိုနှစ်ယောက်ကြာမှရှိရဘုံကပေါ့နော်ဘယ်လောက်ထိပြူအဖြစ်လဲဘယ်လောက်ထိလှပါလဲဘယ်လောက်ထိစက်မှန်လဲဆိုတာကိုဒီချိန်မှာသူနားလဲဝါပြီးရဲ့အဲမယ်ရီလေးဒီကက်လေး ကြည့်တဲ့ချိန်မှာပေါ့နော်မယ်ရီရဲ့နားထဲမှာလေးဘာကြားရလဲဆိုလို့ရှင် uh rewrite the stars တချင်လေးကောင်ကြားမိတယ်ပေါ့နော်ဟိုသူနဲ့ကိုယ်နဲ့ကြားမှာတောင်းနေခြားတာခဲ့ရင်တောင်မှာကန့်ကြမာကိုကန့်ကြမာကိုပေါ့နော်ကိုဒီကိုတို့နှစ်ယောက်ကိုဝေးကွာစီခဲ့တဲ့ကန့်ကြမာတွေကိုပြန်ပြင်ပြီးတော့ရေးချင်းတယ်ဆိုတော့သူရဲ့ခံစားချက် emotion တွေပေါ့နော်သူရဲ့ wish တွေကို mary မြင်ရတယ်အာ ဒီ reading လေးဖတ်ပြီးတော့ဗောနော်ချစ်တဲ့သူတွေ now တန်တန်တရားဗောနော်တကယ်ကိုစိတ်မှန်ခဲ့တဲ့သူတွေချင်းချင်းပြန်ဆုံတွေ့ကြဖို့ကိုလည်း Mary ဆုတောင်းပေးပါတယ်အဲဒီတစ်ပတ်တော့ဒီတော့ပါပဲနောက်ပတ်ကျလို့ရှိရင် Mary တခြား reading လေးကိုစပြီးတော့သင်ပေးပါပါမယ်ငါစိတ်မိကြတဲ့သူအားလုံးကိုလည်း Mary ကျေးဇူးများကြီးတင်ရှိပါတယ်အာတကယ်တော့ဗောနော် Mary ရဲ့ဒီ reading က energy ကြီးရဲ့ဆိုလို့ရှိရင် Mary ရဲ့ YouTube မှာ like and subscribe တွေလုပ်ပေးဖို့လည်းအားလုံးကို request လုပ်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်